ရွာလေခေါင်ကစွန်ပလွန်ပင်ကြီးအောက်မှာမိသွေးမိတွေနဲ့ဝိုင်းထားတဲ့အိမ်ဟောင်းကြီးကိုကျေးရွာသားတွေကစူးပင်ရိတ်တာလို့ခေါ်ကြတယ်။ဒနာယီလို့ပြောနေကြတာကဒီအိမ်မှာမီးလောင်တည်ဆုံးခဲ့တဲ့မိန်းကလေးတယောက်လှည့်လည်နေရဆိုတာပါ။သူ့ရဲ့ညီတန်တွေညင်းတဲ့ချိန်ကြွေခွက်တွေကွဲတန်တွေကိုရွာသားတွေကြားပူးကြတယ်လို့ပြောတယ်။ဘသူမှအနာမကပ်ရဲဘူး။ကျွန်တော်ကတော့ဒါကိုယုံကြည်အောင်ဆောင်ပြီးတယောက်တည်းဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ညာဆက်တနာီထိုးတော့ဓာတလက်နဲ့မိချစ်ကိုဆွဲကင်ပြီးအင်ကြီးရဲ့ဝင်လာခဲ့တဲ့ခြေတန်တိုင်းမှာကြွေပြားတွေကျိုးတန်လေးတိုးတန်တွေနဲ့ရှုပ်ထွေးနေတဲ့ထူးဆန်းတာကအင်ရဲ့အတွင်းခန်းကနယံမှာဓပုံဓပုံချိတ်ထားတဲ့1940ပြည့်နှစ်ကလက်ထပ်ပွဲဓပုံသူတို့သမီးကဖြူပက်ဖြူတော်နဲ့လှပေမဲ့မျိုးလုံးတွေကကျောက်ဆရာကောင်းတော့အောင်အနဲ့ရောင်ပဲသူ့လက်ထဲမှာပန်းစည်းကင်ထားပေမဲ့ပန်းတွေကညှိုးနှံပြက်စီးနေသလိုပုံပေါ်နေတယ် ထိုင်ကုံပေါ်ကဖုန်တွေကိုတုပ်လိုက်တော့စာအုပ်ဟောင်းတအုပ်ပေါ်လာတဲ့စာရွက်တွေမှာငါ့ကိုကဲတင်ပါသူတို့ကငါ့ကိုမီးရှို့တက်တာဆိုတဲ့စာတွေထက်ခါထက်ခါရေးထားတယ်ရင်ထဲမှာအေးဆက်ပြီးလန့်သွားတယ်ဒါပေမဲ့ငါပြန်ထွက်ဖို့လှည့်လိုက်တဲ့အခါကြက်ကြက်အပေါ်ထက်ကတစ်သားချင်းပြင်ကွဲတံတွေကြားလိုက်ရတယ်လေကားထိတ်မှာဖြူပွေးတဲ့အဝိဖြူတွေဝစ်ထားတဲ့အရေးတစ်ခုရက်နေတယ် သူ့မျက်လုံးတွေကဓာတ်ပုံတွေကလိုအနက်ရောင်ပဲငါအော်ဟစ်ဖို့စူးစားပေမဲ့အတန်ထွက်မလာဘူး။သူမကလက်ညှိုးထောင်ပြီးငါကို အောက်ခြေမှာရှိတဲ့မိသွေးတွေစီညွန်ပြနေတယ်လို့ပဲငါထွက်ပြေးဖို့လှည့်ပြေးတော့ခြေထောက်ကျန်းပြင်တဲကိုနှိဝင်သွားတယ်လို့ခံစားရတယ်။ငါအောက်ကမိသွေးတွေမင်းနဲ့တဲ့လက်တွေအဖြစ်ပြောင်းသွားပြီးငါကိုဆွဲချနေတဲ့ငါမျက်လုံးအရှိမှဓာတ်ပုံတွေကလိုမိတောက်တွေမြင်လိုက်ရတယ်။ ပြီးတော့အနက်လူသားသားတွေမီးလောင်တဲ့အနံရနေတယ်။ရွာသားတွေပြောနေကြမှာစူးပင်ရိတ်တာမှာတရေနှစ်ကောင်ဖြစ်သွားပြီးတဲ့